်အမေရိကန်တက္ကသိုလ်တွေကိုတရုတ်ကွန်မြူနစ်ပါတီကအတုံးချလာမှုသူတည်တနာပြကြက်တွေနဲ့အသိဉာဏ်ဆိုင်ရာပိုင်ဆိုင်မှုတွေခိုးယူနေမှုကိုအမေရိကန်ကတိခတ်နေမှာမဟုတ်ဘူးလို့နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတက်မီဘရုစ်ကပြောကြားလိုက်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနမှပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲအတွင်းမေ28ရက်မှာကြေညာခဲ့တဲ့ဗီဇာတွေပြင်းပြင်းထန်ထန်ရုပ်သိမ်းသွားမယ်အစီအစဉ်အတွက်ကြောင့် တရုတ်ကျောင်းသားဖဏေယောက်ထိခိုက်နိုင်တယ်လဲဆိုတာကိုပြောကြဖို့ပြောခွင့်ရသူဘရုစ်ကညင်းဆိုပြီးနိုင်ငံအတွက်အန္တရာယ်ဒါမှမဟုတ်ပြဿနာရှိတယ်လို့ထင်မှတ်ရသူမှန်သမျှကိုအရာရှိတွေကစစ်ဆေးသွားမှာဖြစ်တယ်လို့ပြောပါရည်အနေရပေးလာနိုင်သူတွေကိုဘယ်လိုဆုံးဖြတ်သွားမလဲဆိုတာကိုတော့သူပြောမသွားပါဘူး။တရုတ်ကွန်မြူနစ်ပါတီနဲ့ဆက်ဆက်နေတဲ့တရုတ်ကျောင်းသားတွေနဲ့အရေးကြီးတဲ့နယ်ပယ်တွေမှာပညာသင်ယူနေတဲ့သူတွေအပါအဝင်နိုင်ငံခြားကျောင်းသားတွေကိုပြစ်မှတ်ထားပြီးတော့ဗီဇာရုပ်သိမ်းသွားမှာဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးမာကိုရိုဘီယိုကကြေညာထားတာပါ။ American Beacon စီရဲ့အတွက်တရုတ်ကွန်မြူနစ်ပါတီက မိမိတို့ရဲ့တက္ကသိုလ်တွေကိုအသုံးချပြီးတော့သူတေသနာပြကြတွေနဲ့အသိဉာဏ်ဆိုင်ရာပိုင်ဆိုင်မှုတွေခိုးယူနေမှုကိုလုံးဝတိခံသွားမှာမဟုတ်ကြောင်းပြောခွင့်ရသူဘရုစ်ကပြောတာပါနိုင်ငံသားကြောင်းသားတွေအတွက်ဗီဇာထုတ်ပေးရေးချိန်းဆထားမှုအလုံးကိုပယ်ဖြတ်ဖို့ကမ္ဘာတစ်ဝက်မှာရှိတဲ့အမေရိကန်တိုင်ယုံတွေကိုထရန့်ဆူရကညွှန်ကြားခဲ့ပြီးတဲ့နောက်အမေရိကန်မှာပညာသင်ယူနေတဲ့တရုတ်ကြောင်းသားတွေရဲ့ဗီဇာကိုရုပ်သိမ်းမဲ့အစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်အမေရိကန်ဗီဇာလျှောက်ထားပြီးသားကြောင်းသားတွေအနေနဲ့ဘယ်အချိန်နောက်မှာပြန်လည်ချိန်းဆခွင့်ရရှိနိုင်မလဲဆိုတဲ့မေးခွန်းကို ပြောခွင့်ရသူ Bruce ကအပြေမပေးဘဲ American Visa စနစ်အပြောင်းအလဲတွေကိုစောင့်ကြည့်ကြဖို့အကြံပေးတော်ပါတယ်။ကွန်မြူနတီပါတီကအမေရိကန်မှာရှိတဲ့တရုတ်ကျောင်းသားတွေ၊လူသမားတွေ၊ပညာရှင်တွေကတဆင့်အမေရိကန်ဤပညာတွေကိုခိုးယူနေတယ်လို့အမေရိကန်ကတန်လျာရှိနေတာဖြစ်ပါလိမ့်။